ြည်ထောင်စုအသုံးစင်ဒေါ်လာအစ် trillion ရှောင်းနိုင်မည်ဟုအီလွန်မက်ပြောနိပညာတထေးကြီးအီလွန်မက်ရွေးချက်ကပြည်ထောင်စုအသုံးစင်ကုန်ကြငွေ အမေရိကန်ဒေါ်လာအစ် trillion ကိုဝန်ဆောင်မှုတွေကိုမထိခိုက်ပဲရှော့ချဖို့ရည်ရွယ်တယ်လို့ Ford တင်ဌာနရဲ့ interview မှာဖြေကြားခဲ့ပါတယ်အစိုးရထိရောက်မှုဌာနက လက်ရှိအချိန်မှာဒေါ်လာတစ် trillion ရှောင်းနိုင်မယ်လို့ Brad Beer ရဲ့အထူးစီရင်ခန်းစာရ Elon Musk ကယုံကြည်နေပါတယ် အမေရိကန်နိုင်ငံဟာတစ်နှစ်အသုံးစရိတ်ဒေါ်လာ9ထရီလီယံရှိပြီး6ထရီလီယံအထိလျှော့ချဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အစိုးရထိရောက်မှုဌာနကအလုံသမားလျှော့ချမှုတွေစားကြောက်ဖြစ်သိမ်းမှုနဲ့ပိုင်ဆိုင်မှုရောင်းချရငွေတွေကြောင့်မန်နစလီရဲ့ဈေးရအရဒေါ်လာ135ဘီလီယံတက်တာပြီးတော့ခံမဲ့ရပါတယ်။ဒါပေမဲ့စစပေါင်းအသုံးစရှင်းချမှုတွေကအမှန်ယွင်းနေရှိနိုင်တာနဲ့ပြန်လည်ပြုပြင်တာတွေကြောင့်အတိအကျတွက်ချက်ဖို့ခက်ခဲနိုင်ပါတယ်။ ဘတ်ဂျက်ကျွမ်းကျင်သူတွေကတော့အီလွန်မတ်ဟာလူမှုလုံခြုံရေးလို့ပရိုဂရမ်တွေကိုမဖြတ်တော့ပဲသူရဲ့ရည်မှန်းချက်မရောက်နိုင်ဘူးလို့သုံးသပ်ထားပါတယ်။အမေရိကန်သမ္မတထရက်ကလည်းလူမှုလုံခြုံရေးအစီအစဉ်တွေကိုပြန်တောင်းမှမဟုတ်ဘူးလို့ကတိပြုထားပါတယ်။တက်စလာဝန်ထမ်းတွေဝယ်ယူသူတွေကိုတိုက်ခိုက်မှုတွေပြုလုပ်တာနဲ့ပတ်သက်ပြီးမင်းမြတ်မှုကိုအီလွန်မတ်ကမှားယွင်းတဲ့လုံဆောင်မှုတွေလို့ဖြေချခဲ့ပါတယ်။ထရိုင်နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့အထူးကပြတ်မှတ်ကတက်စလာဖြစ်လာပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။